ဝင်နေလာပါဒီနေ့ကတော့ဆရာကြီးဗမော်တင်အောင်ရဲ့ဒေါက်တာလန်းဝေလီကိုဆက်ပြီးဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောက်လိုက်ပါတယ်ရှင်ဒေါက်တာလန်းဝေရဲ့ပထမပိုင်းကိုတော့အင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ပေါ့နော် ပြမပိုင်းမှာတော့ဆရာဝန်ကြီးဦးလွန်းဝေကဒီနှစ်ပြည့်စေတာကြာမြင့်စွာလှည့်လည်ပြီးတော့အိတ်ကူပေးတယ်ဆိုတဲ့အကြောင်းလေးရေးရေးထားရေးထားရုံနဲ့ပေါ့နော်အမီးလောက်ပဲရှိပါသေးတယ်မိတာနဲ့စေတာကိုအထူးကြထားပြီးစေကုနေတဲ့တမတော်ဖြစ်တဲ့အတွက်ကြောင့်လက်မနဲ့လမ်းအောင်ကုခရရတယ်ပေါ့နော်ဒီအကြောင်းကိုပြောခဲ့တယ်မတတ်နိုင်တဲ့သူတွေ ဆိုလို့ရှိရင်သူကတောက်ရှာကူပဲပေါ့နော်ဒီစေဘူးမတက်နိုင်တဲ့သူတွေဆိုစေဘူးတောင်မယူပဲနဲ့ကုသပေးတယ်ဆိုတဲ့အကြောင်းကိုရေးပါတယ်လူတို့ဤပင်မစင်းရသောယောဂသည်လူအရွယ်ကြီးဤတတ်တန်းနှင့်အမျှဦးမင်းလာလေပြီဖြစ်သောနာတာရှိယောဂကြီးတပါးသာဖြစ်လေသည်ထိုယောဂသည်96ပါးသောယောဂစင်းတွင် မပါရှိခြင်း ်ထို့သောစီးရင်ထဲမှပယ်ထားခဲ့ခြင်းသည်မိသည့်စေသမားကောင်းမှကုစားခြင်းမပြုနိုင်တော်၍လက်လွတ်ထားခဲ့ရသောကြောင့်လည်းဖြစ်တန်ရလေသည်ဆောင်းဝင်ကြီးဦးလန်းဝေသည်အတွေ့အကြုံများပြားကြွယ်ဝလှသောသမားတော်ကြီးတူဖြစ်လေသည်အတွေ့အကြုံများပြားလာသည်နှင့်အမျှတက်ပြက်လာသောဆောင်းဝင်ကြီးတူလည်းဖြစ်လာလေသည်တို့ရရင် ထိုစင်းရဲ့ပင်မှန်ခြင်းယောဂါကို သူသည်မိသည့်စေဝါဖြင့်ကုစားခြင်းငါတတ်နိုင်ပါမည်နီ ။တမားတဲ့ဦးမင်းလာသည်နည်းများထိုရောဂါသည်စေတမားများကုစားခြင်းက မတက်နိုင်သောရောဂါတစ်ပါးမှန်။ဒေါက်တာလွန်ဝေသည်တစားတစားသဘောပေါက်နားလည်လာလေသည်။တွေ့စမြင်စပြုလာသည်။ထို့သောသဘောပေါက်နားလည်ကဒီသူတို့၏အထွေထွေကျန်းမာရေးနှင့်ပတ်သက်၍အခြေခံအကြောင်းရင်းများကိုမျှဝါထင်ထင်တွေ့လာမြင်လာရစဉ်။ရှားဝင်ကြီးဦးလွန်ဝေသည်အတွေ့အခံကတစ်ဖက်စွန်းသို့ပင်ရောက်သွားလူမတက်ဖြစ်ခဲ့ဘူးလေသည်။ တားလောက်ဆင်းရဲပြီးရောဂါကြောက်လာတဲ့တိုင်းပြည်မျိုးမှာဆံဝင်လောက်နေလို့အလကားပဲထင်မှရဟွေးခဲ့ပြီးညီးတွားပြောဆိုရင်မိမိလောက်ကိုင်းနေတော့လုပ်ငန်းကိုပြင်တန်တရားပြဝင်လာခဲ့ဘူးသည်ရောဂါများအလုံးဤပောက်ပွားရာအခြေခံအကြောင်းရင်းဖြစ်သောဆင်းရဲပင်ပန်းခြင်းရောဂါကိုလုံးဝရှင်းလင်းပြောက်ကင်းသွားအောင်ကုစားခြင်းမပြုနိုင်သေးသည့်၍ကာလပတ်လုံးသူသည်မိမိသဘောနဲ့မိမိမြန်မာနိုင်ငံအရေးရတဲ့လှည့်လည်ကရခုကဲ့သို့တွေ့သည်မလူနာများအာ လိုက်လံစေကူတာနေခြင်းသည်အထိပ်ပံမှရှိပါသေး၏လောထိုမေကွန်းကိုဒေါက်တာလန်းဝေသည်၎င်း၏ကိုယ်ကိုအချိန်ပေါင်းမြောက်များစွာမေးမြန်းကြည့်ခဲ့ဘူးလေသည်ထို့သောမေးမြန်းရင်သူအမျက်တနှုန်းနှင့်ခဲခဲရင်ရင်တင်ကြားတက်မြောက်၍လာခဲ့ရသောစိတ်သိပ်ပံတက်ကိုပင်လင်းစိတ်ပြတ်ခြင်းသလိုလိုများဖြစ်လာခဲ့ဘူးလေသည်အသက်ရွယ်ငယ်စဉ်ကစိတ်ကူးခက်ရင်ရင်နဲ့ဆေးသိပ်ပံကိုတက်ရောက်တင် जा ခြင်းမပြုခဲ့ပဲ တမ်းပြီတိုးတရာတိုးတက်ကြောင်းများကိုသာလောက်ခဲ့ကန်ခဲ့ရလင်အပေများကောင်းလိုက်လင်မိမိဟူ၍လဲတောင်းတရခြင်းတလို့လို့အထီလဲဖြစ်လာခဲ့မှုလေသည်တို့ရရင်သူသည်စိတ်သိပ်ပံတက်ကိုတင် जा တက်မြောက်ခဲ့ပြီးလေပြီသူသည်ရင်းချက်လျက်ရှိသောဇာဝင်ကြီးတို့တယောက်လဲဖြစ်နေခဲ့လေပြီရှင်တို့မျက်မှောက်ပြုနေရသော ပြစ်ဆက်ခဘဝမှာသူသည်နောက်ကြောင့်သူပြန်ပြေး၍မဖြစ်တော့တကယ်တို့ဘေးနှစ်ဖက်တို့လဲပြေးထွက်၍မရနိုင်တော့ကြည် အစကတည်းကသူ့ဤသဘောနဲ့သူ့ဘာသာရွေးချယ်ခြင်းပြုခဲ့သောလမ်းတိုင်းမဆုံးမချင်းသူသည်ရှက်လာရပြီတော့မည်သူသည်ကလေးသူငယ်တယောက်လည်းမဟုတ်တော့ခြင်းအသက်40ပြင်ကျော်လွန်လာခဲ့ပြီဖြစ်သောဆရာဝန်ကြီးတူလည်းဖြစ်လေသည်ပောက်ကောင်းမျိုးကလေးတို့ရောက်ရှိမလာမီကတည်းကပင်ဒေါက်တာလွန်ဝေသည်၎င်း၏လုပ်ငန်းကိုတစတစတန်တရားဝင်လျက်ရှိနေခဲ့သူဒူးမြတာဖြစ်သည် သူရောင်တွင်တခါတည်းဆွံ့လွတ်ခြင်း ြုတ်ပြစ်လိုက်ခြင်းလားအောင်အယုံကြည်ကိမ့်မဲ့နေသောအခြေအနေမျိုးတွင်တော့မဟုတ်သေးခြင်းသူသည်နေပြည်စီတာကံကြောင့်မြန်မာနိုင်ငံရဲ့ရဲ့သူသူကသူသူဖာသာတာဝန်ပေးကသူစီရင်တဲ့သူလက်လဲခြင်းပြုတ်ခဲ့သူဒူးမြတာဖြစ်လေသည် သူ၏သဘောနှင့်သူဖာသာတိုင်းပြည်တာဝန်ကိုထမ်းဆောင်လျက်ရှိနေခဲ့သောရှာဝင်ကြီးတူလည်းဖြစ်လေသည် ထို့သောမှမဟုတ်ပဲသူသည်သူ၏တကူကောင်အခွင့်အလမ်းများကိုသာရှာဖွေလောက်ကင်ခြင်းပြုခဲ့မည်ဆိုရင်ဇာဝင်ကြီးဥလန်းဝေသည်တန်ပေါင်းများစွာချမ်းသာကြွားနေသောလူချမ်းသာကြီးတူလည်းဖြစ်နိုင်ပေသည် သူသည်ဒုတိယကဘာစစ်ကြီးမဖြစ်ပွားမီကပင်ရန်ကုန်တက္ကသိုလ်စေတိတ်တန်မှ MPBS ကိုခြားခြားသောအကြောင်းသူအကြောင်းသားများထက်ထူးထူးချွတ်ချွတ်အောင်မြင်ခဲ့သူတရားဖြစ်လေသည်။ အလွန်တရာထက်မြက်လာသောစိတ်သိပ္ပံကြောင့်သာမောင်နှံဝေကိုအင်္ဂလန်သို့ပင်ဇိုးရပညာတော်သည်ဖြစ်ဖြစ်ဆင်းလွတ်ခြင်းပြုရန်သက်ဆိုင်ရာမှရွေးချယ်ခဲ့ကြလေသည်ထိုစဉ်နှောင်းကလေးကမောင်နှံဝေသည်မိမိ၏တကူကအခွင့်အလမ်းများကိုရှာဖွေလောက်ကမ်းပြီးဆိုပါကသူသည်အင်္ဂလန်သို့ဇိုးရပညာတော်သည်ဖြစ်ဖြစ်သွားရောက်က MRCP ဘွဲ့ကိုလွယ်လင့်တကူရယူနိုင်လေသည်ထို့နောက်သူသည်မြန်မာနိုင်ငံသို့ပြန်လာပြီးလျှင် အမြင်သောဆရာဝန်ကြီးတူအနေနဲ့သူ့ရဲ့ခွင့်ရေးများကိုကြိုက်တယ်လို့ရှာဖွေနိုင်ပြီသည်တို့ရရင်ထိုစဉ်ကလေးကပင်ဇိုးရပညာတော်သင်ဖြစ်ဖြင့်ရွေးချယ်ခံရခြင်းကိုမောင်းလာဝေသည်ခါခတိတိညင်းဆန်ခဲ့လေသည်သူသည်ပိရှာကိုရိုနီဆိုရကအခိုင်းစီသောအလုပ်ကိုလက်ခံလုပ်ကမ်းခြင်းမပြုလို့ဟုတိတိကျကျအကြောင်းပြခဲ့သည် သူခက်ခဲရင်းရင်းတင်ကြားတက်မြောက်ထားသောစိတ်သိပ္ပံအတက်သည့် သူ၏အမျိုးသားများအတွက်သာဖြစ်ရမည်ဟုလည်းပြန်လည်ပြောဆိုခဲ့ပူလေသည်။အလွန်တရာရရှိခဲ့လာသောအခွင့်အရေးကြီးတစ်ခုကို MPPS ဘွဲ့ရကစားဆရာဝန်ကလေးမောင်လွမ်းဝေရင်းသူခါခါတီတီနှင့်တင့်တင့်မာမာငင်းဆန်လိုက်သောအခါမိမာထိုတရင်ကိုကြားသိရသောသူများသည်အံ့ဩခြင်းမကအံ့ဩကြလေသည်။ထိုစဉ်ကအသက်အစိတ်ခံလောက်မြတ်သာရှိုံမြင့်ဖြစ်သော မောင်လွမ်းဝေကိုဤသူကမှနားမလည်နိုင်အောင်ဖြစ်ခဲ့ရလေသည်။ ထို့ကဲ့သို့ရခဲ့လာသောကိုကြီးကိုယ်တော်အခွင့်အရေးကြီးတစ်ခုကိုညှင်းဆန်လိုက်ပြီးနောက်ဆရာဝန်မောင်လွန်ဝေသည်ရန်ကုန်မြို့၌ဈေးတိုက်တိုက်ဖွင့်၍အလောက်ကိုင်းလောက်ကိုင်းပြီးဆိုလင်လန်ထက်မြက်သောဆရာဝန်တူအနေနဲ့သူဒီကြောကြားအောင်မြင်လာသောယောဂကုံတဲ့ကြီးဒူလည်းဖြစ်လာနိုင်ပြီသည်သူ၏နောက်မှဘွဲရကရန်ကုန်မြို့၌ဈေးတိုက်တိုက်ဖွင့်၍လောက်ကိုင်းနေကြသောဆရာဝန်အများပြားပင်လူချမ်းသာများဖြစ်နေလေပြီအချို့သောသူများသည်ဗန္ဓာကြီးများ၌ငွေကိုတိမ့်နေချီ၍ပင်အနန္တထားခဲ့ကြလေပြီ အကျုပ်တော်သူများသည်ရန်ကုန်မြို့၌တိုက်ကြီးများပင်သုံးလေးတိုက်ဆောက်ကားကြပြီးလေပြီ။ရှားဝင်းကြီးဦးလွန်ဝေသည်နုနယ်ငယ်ရွယ်သောစီချောင်းသားသူငယ်ဘွားကလေးကအလွန်တရာမြင့်မြတ်ရင့်ကျက်လာသောစိတ်နှင့်သဘောထားများရှိခဲ့လေသည်။သူသည်ဆယ်တန်းကိုအောင်မြင်ခဲ့ပြီးနောက်တက်တူတို့ဝင်ရောက်တင် जा ချင်းပြုနိုင်သောအခွင့်အရေးကိုတက်တင်းများဆောင်ဆိုင်ကြရ၏။အဘယ်ကြောင့်ဆိုသောသူသည်အသက်မစိမီဆယ်တန်းကိုအောင်မြင်ခဲ့သောကြောင့်ဖြစ်လေသည်။ ရန်ရွယ်စဉ်ကလေးကပင်ဆရာဝန်ကြီးတူဖြစ်ချင်လာသောမောင်လွဲဝေသည်ရန်ကုန်တက္ကသိုလ်သို့ဝင်ရောက်ပညာသင်ကြားရသောအခါစိတ်သိပ္ပံ၏အခြေခံအတန်းကိုသူ့သဘောနှင့်သူ့ဘာသာတရားသင်ကြားခြင်းပြုခဲ့လေသည်ထို့အချိန်တွင်မောင်လွဲဝေ၏မိခင်သေဆုံးပြီးနောက်ဒုတိယအိမ်တော်ဆက်နှင့်သားသမီးများပင်ရရှိနေပြီဖြစ်သော၎င်း၏ဖခင်ကတားလို့သူကိုကောလိပ်သို့မပို့လိုလာခြင်းမပို့မဖြစ်ပြီဖို့ရသောအခါတွင်လည်း9နှစ်မြပင်သင်ကြားခြင်းပြုရန်ဖြစ်သောစိတ်သိပ္ပံအတက်ကို သင်ကြားခြင်းမပြုစေလိုခြင်းဒုကိစ္စအတွက်သားဖော်များတို့သည်တော်တော်ကြီးစကားပြောဆိုခဲ့ရလေသည်နင်းကို BA ဖြစ်ဖြစ် BSc ဖြစ်ဖြစ်အောင်သည့်အထိသာထောက်ပံ့ထားလိမ့်မယ်မောင်လောဝေနင်းအပြင်ပြည်ပမှာတခြားနောက်ထပ်ကျောင်းထားပြရအောင်မယ်ကလေးတွေရှိသေးတယ်စပါး150လောက်ကြာတော့ဆန်ဆက်ကလေးတစ်လုံးနဲ့ဆက်သတိအခေါ်ခံနေရတော့၎င်း၏ဖခင်ကတားလို့သူကိုထုတ်ခဲ့သူတိတိကျကျတတိပေးပြောဆိုခဲ့လေသည် ကျွန်တော်အတွက်လေးနှစ်ပဲဖေဖေထောက်ပံ့တာပေါ့ channel နှစ်ကြီးအတွက်ကျွန်တော်ဘာသာကျွန်တော်တာဝန်ယူပါမယ်ဆံဝင်တက်ကိုတင်ကြားလူလာတော်မောင်လွမ်းဝေသည်မိမိကိုမိမိတာဝန်ယူခဲ့ရလေသည်ရန်ကုန်တက်သူနိုင် စေတိတ်ပံတက်အတွက်အခြေခံတန်းများကိုနှစ်နှစ်ဆက်၍တင်ကြားပြီးနောက်နောက်ပါနေရာတို့သည်စကားများကြားရပြန်သည်ဥပစာထက်တန်းကိုတင်ခြင်းသောသားလို့သူအားဖခင်ဖြစ်သူက စေတိတ်ပံသို့မတော်စီလိုခြင်း ဝိဇာတန်ကိုသာဆက်လက်တင် जा ဖို့ပြောဆိုလေသည်တောင်ရယ်မောင်လဝေကဖခင်လုံသူရီစကားကိုနားမထောင်ခြင်းစေသိမ့်ပန်တို့စွတ်တူသွားခဲ့သည်ထို့ကြောင့်စေသိမ့်ပန်ဒုတိယနှစ်တွင်သာဘာနီယာတို့သည်အကြီးအကျယ်စကားများကြရသည်ဖခင်လုံသူကမြစ်သည့်ညီနေများဆက်လက်ရမထောက်ပံ့နိုင်တော့သည့်အကြောင်းကိုပြောဆိုလေသည်နောက်အိမ်တော်နှင့်ရရှိထားသောသာသမီနှစ်ယောက်နှင့်သားတစ်ယောက်တို့ကိုပညာသင်ကြားပေးနေရသောကိစ္စကိုအကြောင်းပြပြောဆိုလေသည် မောင်လဝေသည်ဆရာဝန်အတက်ကိုတပိုင်းတန်းလန်းနှင့်စွန့်ခွာရခြင်းပြုရတော်မူခဲ့သူဖြစ်ခဲ့လေသည်။နောက်ဆုံးတွင်၎င်း၏မိခင်၏အမဖြစ်သူမုံစိုးမမင်းကြော်ကြီးတူကမောင်လဝေအတွက်တာဝန်ယူပေးသည်ဖြင့်သူသည်စေတက်ကိုဆုံးခန်းတိုင်တင်ကြားနိုင်ခဲ့ခြင်းဖြစ်လေသည်။စေတိတ်ဗမာဆရာဝန်ဘွဲ့ကိုရယူခဲ့ပြီးနောက်သူသည်ရန်ကုန်စင်ယုံကြီး၌နှစ်နှစ်ခန့်မြောက်လေ့ကျင့်လောက်ကဏ္ဍဤကဆစ်ဖြစ်လာခဲ့ခြင်းဖြစ်လေသည်။ဂျပန်ခေနာ၏ဗမာတက်မတော်ဆေးဌာနတွင်သူသည်အမှုထမ်းခဲ့သည်။ ဗိုလ်ကြီးအဆင့်ဖြင့်တမရစည်းဌာနတွင်စစ်တွဲမှုထမ်းပြီးနောက်စစ်ကြီးပြီးသွားသောအခါဆောင်းဝင်းဦးလန်းဝေသည်ရန်ကုန်မြို့မှတခါတည်းထွက်လာခဲ့ခြင်းဖြစ်သည်ယင်းသို့ရန်ကုန်မြို့မှစတင်ထွက်ခွာလာခြင်းကဆောင်းဝင်းဦးလန်းဝေတွင်ကြီးဝါဆိုင်ပုတ်တစ်ခုသေတစ်တာတစ်လုံးအိယာလေးတစ်ခုစာအုပ်တစ်တာတစ်လုံးဈေးပစ္စည်းတစ်တာတစ်လုံးလက်ဆွဲပါကြတစ်လုံးနှင့်တရောတလက်သာပါလေသည်သူဒီတပိတယောက်မြပင်ငားရခြင်းငါတတ်နိုင်သူမဟုတ်ပေ သူဒီထိုပစ္စည်းကလေးများဖြင့်မြန်မာနိုင်ငံရဲ့ရဲသူလက်လက်ကဲခြင်းဖြစ်လေသည်ရှင်းသောအသက်ငယ်ငယ်ရွယ်ရွယ်နှင့်မိမိလောက်ချင်ကံကျင်လာသောလောက်ကိုမိမိသဘောတကူတည်းနှင့်လွတ်လွတ်ကျွတ်ကျွတ်လောက်ကံလာရသဖြင့်ဒေါက်တာလန်းဝေသည်ချမ်းမြေပျော်ရွှင်ခဲ့လေသည်မိမိလောက်ကံနေရသောလောက်ကံ၌ကျေနပ်မှုတာယာမှုနှင့်အားရမှုများရှိခဲ့လေသည်သူဒီခက်ခဲနေအချက်တဲများတွေ့တော့ကတွေ့ရတတ်လေသို့ရရင်သူဒီညှိုးငယ်ခြင်းတော့ကမရှိခဲ့ခြင်း သူ့လောက်ဒီလက်လက်ချင်းပြရတာလောက်ဖြစ်တဲ့ဖြင့်တဏျာ၌သူဒီကြာရှည်တဲ့ဖြင့်မနေနိုင်ခြင်းသူဒီမြို့ကလေးနာတွင်သူ၏ဆိုင်ပုဂ္ဂိုလ်တင်း၍စကန်းချရသည်ထိုခြေကန်စကန်းမှသည်သူဒီတောလက်ချင်းရွာများသို့ဆင်းလင်းရှိသည်လူနာများကုန်တလောက်ရှိသောအခါတွင် သူဒီရွှေပြောင်းခြင်းကိုပြုခဲ့ပြန်လေသည် သူဒီမြို့တစ်မြို့မှမြို့တစ်မြို့၌၃လမှ၆လခန့်အထိမြို့အခြေအနေနှင့်အခြေအနေကိုလာ၍စကန်းချနေထိုင်လေရှိသည် သူစကန်းချနေထိုင်သောမြို့၌သာလင်သူသည်လူနာများကလာခေါ်မှလိုက်လံကုသခြင်းပြုလေရှိတော်လဲကျေးလက်တော်ရများ၌သာထို့သောမဟုတ်ချေသူကိုယ်တိုင်လူနာများရှိရာသို့လိုက်လံရှာပေကကုသတတ်လေသည်မိရောစုံပြစ်ထားခြင်းခံနေရသောတောသားလူနာများသည်၎င်းတို့ရှိရာသို့အိနာယာရောက်လိုက်လံကုသပေသောရှားဝင်ကြီးဦးလံဝေကိုကျေးဇူးတင်၍မဆုံးရှိနေကြသည်ဈေးကုခကိုလည်းမတောင်းစီဘွားကကိုလည်းမပေးနိုင်လင်မယူသောထိုဆရာဝန်အားတောသားများက သူတော်ကောင်းဆရာဝန်ကြီးဘူရွေရင်းညွှန်းပြောဆိုတတ်လေသည်အချို့သောဖိုးကြီးအမေကြီးများကမူဖះလောင်းဆရာဝန်ကလေးပါကွယ်ဟူ၍ပင် ပြောဆိုကသာဓုခေါ်ကြလေသည်ဦးလန်းဝေသည်တက်ကြွသောဆရာဝန်ကြီးငယ်များနှင့်ဆေးရုံကြီးငယ်များရှိတတ်သော မြို့ကြီးပြကြီးများ၌အရောမစကန်းချလေးမရှိတတ်ချေလောင်လောင်လောင်ဖောက်သည့်တိုင်အောင်ပြည်သူများ၏ကျန်းမာရေးအတွက်ရှိတတ်သလောက်ရှိနေကြရသည်မဟုတ်ပါလော ူသည်ဈေးသမားနှင့်ဈေးပေးဌာနများမရှိသောအရက်ဒေတာများ၌သာစက္ကန့်ချနေထိုင်ခြင်းပြုခဲ့သည်ကများလေသည်ထိုရက်ဒေတာများရှိဖီသီရီကျဲမာရေးအတွက်စောင့်ရှောက်ကြည့်ရှုပေးမိသူများမရှိသောကြောင့်ဖြစ်လေသည်ယူသားသောကျေးလက်တော်ရောင်မှလူနာများသည်ရှမ်းဝင်ဦးလန်းဝေကိုအာကွာထားပြုကံခင်မင်းတက်ကြတဲ့ကဲ့သို့မြို့ရမအလုသမားများနဲ့လူစည်ရဲများသည်လည်းသူကိုယ်သာအားထားကြလေရှိသည်သူကိုယ်သာချစ်ခင်ကြလေသည် အဲဒါကြောင့်ဆိုတော့ဈေးကြီးသောအခြားဆရာဝန်ကြီးများနှင့်တူသည့်ဆက်ကျင်ဘက်ဖြစ်သောကြောင့်ပင်အခြားခြားသောဆရာဝန်ဆိုသူများသည်ငွေကြေးအတွက်၎င်းတို့၏ဈေးအတက်ပညာကိုအသုံးပြုကြသောလည်းဆရာဝန်ဦးလန်းဝေကြောက်ကတော့မူစေကုသပေးသည့်အတွက်လူနာများ၏မေတ္တာနှင့်တက်အားသမျှသောထောက်ပံ့မှုကိုရရှိခဲ့သောစေသမျှစေသမောင်းမြသာဖြစ်လေသည်။သဘောရာတိနှောင့်ညံ့ပြင်သောစေသမောင်းချို၏ညဉ့်ညင်မှု အမနာပါပြောဆိုမှုနှင့်ရန်လိုမှုများကိုပင်ဦးလန်းဝေသည်ခံခဲ့ရဘူးလေသည်တို့ရရင်ထိုကဲ့သို့သောစေတမားနှင့်ဒေါက်တာလန်းဝေသည်ဖက်ပြန်ခြင်းမပြုခဲ့ခြင်းလိလျူရှုထားခဲ့သည်တို့သူများနှင့်ဖက်ပြန်ခြင်းပြုရန်သူသည်အချိန်အကုန်မခံနိုင်ခြင်းလောက်စရာလောက်တွေကလည်းများပြားသည်မဟုတ်ပါသလုံးအလခွင့်ရသောအချိန်ပိုင်းများ၌ဆရာဝန်ဦးလန်းဝေသည်သူ၏တတ်ပညာနှင့်ဆိုင်သောစာအုပ်စာတမ်းများကိုဖတ်လို့ကဖတ်နေတတ်သည်ထို့ကဲ့သို့ပင်လေးပင်လာသောစာအုပ်များကိုဖတ်ရလွန်၍ ညင်းငွေလာတော့အခါရင်ကဘာကျော်ဆာရေးဆရာကြီးတူလည်းဖြစ်ဆရာဝန်ကြီးခရိုနင်ရေးတော်ဝိတ္ထုများကို၎င်း American ဆိုင်ဆရာကြီး Sinclair Lewis ရေးသော Aerosmith နဲ့ဆရာဝန်ကြီး Azal Mondi ရေးသော St Michael's ကို၎င်းဖက်ရှုနေတဲ့လေသည်စာဖက်ခြင်းအမှုကိုမပြုနိုင်သောအချိန်ကာလနှင့်ညပိုင်းများတွင်ကြားသားလူငယ်ဘဝတုံးကလေးကဝါသနာအားကြီးခဲ့သောတယောက်ကိုဖြစ်စေလက်ဆွဲပါကြကိုဖြစ်စေသူသည်ဂိုင်းတွေတတ်လေသည် လူကြီးတိတ်ခငွေနရောင်လက်နေတတ်သောညများ၌သူသည်တျောလေးကိုပခုံးထက်တည်၍မင်းနှင့်ညက်ကဘောလေတပုတ်တလေးကိုဖြစ်စေပတ်ပြိုးတပုတ်တလေးကိုဖြစ်စေခတ်တူတူခတ်အုပ်အုပ်ထိုးနေတတ်သည်သူသည်တျောထိုးအလွန်ကောင်းသောစီသမားတယောက်လည်းဖြစ်လေသည်လူကြီးတိတ်ကမောင်မိုက်နေတတ်သောညများ၌မူကသူသည်လက်ဆွဲပါးချကိုဒူးထက်တွင်တင်ကတေးထက်တပုတ်တလေးကိုဖြစ်စေ ကာလပေါ်တချင်းတပုတ်ပုတ်ကိုဖြစ်စေမတိုးမကျဲဆွဲငင်နေလေရှိသည်ဥလံဝေသည်စေသမကောင်းတူးမြတာမဟုတ်လက်ဆွဲပါချာလဲဆွဲကောင်းသူတူးပင်ဖြစ်နေသည်တီရှိဆရာကြီးပမော်တရားတို့ခေတ္တကတော့ဆေးဆရာဆရာဝန်တွေကိုဆေးဆေးအတက်နဲ့အသက်မွေးတဲ့သူမလို့ဆေးသမားဆိုတာကတော့ကြွန့်ကျင်ပိုင်နိုင်တဲ့သူအဲ့ဒီဘောနဲ့ဆေးသမားသမားဆိုတာတည်တံ့ရတာပေါ့နော်ဒါမဲ့ အဲစီးသမားဆိုအမှတ်တမဲ့နဲ့ကြားရတာစက်တမျိုးဖြစ်မှာဆိုလို့ ika sika ချက်ပါဟုတ်မြို့ကလေးတမျိုးမှာမြို့ကလေးတမျိုးနိုင်3လမှ6လခန့်ထိနေထိုင်ကသူ့ဤတာဝန်ကိုထမ်းဆောင်ပြီးစီ၍ဆောင်ဝင်ကြီးဥလန့်ဝင်အကြအရက်တပါတို့ပြောင်းရွှေ့မြည်ပြုတော်ခါတိုင်းတမျိုးလုံးတနေလုံးကဝါ၍လွမ်းတက်ကြလေသည်အထူးသဖြင့်လူစီရန်များသည်၎င်းတို့၏မိတ်ဆွေဆရာဝန်ကြီးအကြအရတပါတို့မပြောင်းရွှေ့စေလိုကြသည်။ တော်တင်တာအတူရှိနေစေလို့ဒီသူထံကဝန်ဝင်ရတားစီခြင်းပြုကြသည်ဆွဲကြသည်တန်တန်လောင်းဝေသည်တန်တန်လူသားတူးမြတာဖြစ်လေသည်ဝန်တန်ဆရာရှိလေသူသည်ဝန်လက်ကြပေသည်ဝန်တာဆရာရှိပါလေလဲဝန်တာတန်လေသည်သူရယ်သူဤလို့ဒီဝန်နဲ့ဝန်တာမရတော့အလုံးဟုတ်ချင်းစီဝါကုတာပေးမိသူမရှိ၍လာခြင်းကြီးညူနေရသောလူမမများကိုလိုက်လံရှာဝေ၍စေကုပြရသောအလုံးမြတာဖြစ်သည်ထို့ကြောင့်သူအားသူထံကအလိုရဲ့ အဝင်တာစီနေကြသောမြို့သူမြို့သားများကို အကျိုးပင်အကြောင်းတင်ပြောပြရနေသည်ထို့သူများသဘောပေါက်လက်ခံအောင်စိတ်ဆေးလက်ရှိရှင်းပြရသည်နောက်ဆုံးလိုက်လူနာများသည် သူ၏ရှင်းလင်းပြောပြချက်ကိုလက်ခံလာကြရသည်ဒေါက်တာလန်းဝင်နေထိုင်ခဲ့သောရဲဒေသတိုင်းမှရဲသူရဲသားများသည်၎င်းပြောင်းရွှေ့ခြင်းပြုသောခါတိုင်းနှုတ်ဆက်ပွဲများကို၎င်းတို့ဆံပကားရှိသလောက်ပြုလုပ်နေရှိကြသည်သူထံကဝါဝင်ရလက်ဆောင်ပစ္စည်းများပေးကမ်းတတ်ကြလေသည် နောက်ဆက်ပွဲနာနဲ့သူထိုင်ကအလူရဲ့ချီကျူးစကားများပြောဆိုကြလေသည်လူများသည်၎င်းတို့ပေါ်၌တကယ်စည်ရနာချခဲ့လက်ကင်ပေးတတ်သောသူများကိုရင်းထဲအတဲကချိတ်ခင်တကြလေသည်သူတောက်ချက်တရားကိုဆောင်းဝင်းကြီးဦးလောင်းဝေသည်၎င်း၏ဖြောင်းများလောက်သွားသောတွေ့ကြုံများထဲမှဆွဲထုတ်ယူနေခြင်းပြုတိုင်းခဲ့လေသည်သူသည်များစွာနဲ့အားတက်ခဲ့ရသည်အရှိစင်ရသောလူတို့များသည်တကယ်ပင်သူစီယူသား၍ အလွန်တရာလေးမြတ်စရာချစ်ခင်စရာကောင်းလာပြီတကားဆိုတော့တောက်ချက်တရက်ကိုသူဒီထောက်ယူရရှိခဲ့လေသည်ဤလိုမြန်မာနိုင်ငံရရတိုးလဲ့လန်းရင်းအရှိစီရန်သားလူတို့နဲ့နီး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 တွဲဆုံဆက်ဆံလာကြရသည်နည်းမြထောက်လူလူများပေါ်၌တာဝန်မဲ့လာတော့တက်ဆိုင်ရာအာဏာပိုင်များအားသူဒီအစပထမ၌ခံပြင်းသောစိတ်များပေါ်ပေါက်လာလေသည်လလရင်မတိုင်းမီကဗီဒီရှာကိုလိုနီဝါရသမားများသည်၎င်းတို့ကြိုပြထားသောပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်၍ လူကြားကဝင်ငင်ကောင်းယုံများလောက်တာပြတာလောက်တန်းခဲကြလေသည်ဘောမာတီတီယာယာစီမံဆောင်ရွက်ခြင်းများမပြုခဲ့ကြသည်တို့ရရင်ထုံမှုသည်စံပြားမှတော့ကိစ္စကဖောက်ခြင်းဒါကြောင့်ဆိုတော့ပိရိစာကိုလိုနီဝါဒသမားများသည်တတူတေတေတေနေတီမာယင်ပီယောဆိုတော့ဥပိကဝါဒကိုကျင့်သုံးခဲ့တော့လူများများဖြစ်နေတော့ကြောင့်ဖြစ်သည်တို့ရရင်ရှောင်းဝင်းကြီးဦးလန်းဝေမျက်မှောက်ပြုနေရသောမြန်မာနိုင်ငံသည် သူ့ကျော်နိုင်ငံဖောက်တော်ကြီးမိမိတို့၏လွတ်လပ်ရေးကိုလူသိရှင်ကြားကြေညာခဲ့ပြီးသောနိုင်ငံတနိုင်ငံဖြစ်လေသည်တို့ရရင်လွတ်လပ်ရေးရပြီးနောက်မြန်မာနိုင်ငံအစိုးရဖွဲ့သည်ရခိုင်ကဗြိတိရှကိုလိုနီဝါဒသမားများနဲ့ဘာမှမချပြည်သူတို့ဤကျမ်းမာရေးကိုလစ်လျူရှုမြဲတိုင်းသာရှုထားခဲ့လေသည်စည်ရသာပြည်သူများထံမှမြို့မြို့သောခွန်တော်များကိုသာလက်မျိုးနှင်း၍လူရဲကောက်ခံနေတော်လဲပြည်သူတို့ဤကျမ်းမာရေးတွင်ဘာမှထိုက်ထိုက်တန်တန်သုံးဆွဲခြင်းမပြုခဲ့ခြင်း ပြည်သူတို့အတွက်စေယုံများစေပေကံများတာဖွားစေယုံများစီဝါများနဲ့စီသပားများကို လုံလောက်အောင်ထားပေးဖို့စင်ပဇန်နှမ်းပက်အမြလောက်သားလင်းခါရှိရကောင်းမန်းအလေးမထားခဲ့ကြကြည်တကယ်ဆိုတော့ပြည်သူတို့ဤချက်မရေးအတွက်သုံးဆွဲခြင်းပြုရသောငွေကြေးများကိုဆိုရဖွဲ့သည်ဘာမှပြန်လဲမရှိပဲမသုံးဆွဲလင်လည်းမဖြစ်၍သုံးဆွဲခြင်းပြုနေရသောငွေကြေးဖြစ်ဖြစ်သဘောထားနေခဲ့ပုံရလေသည်ထိုကဲ့သို့သဘောမထားလင်လည်းထိုကဲ့သို့သဘောထားနေပုံကြလေသည် ပြည်သူ့ဤကျမ်းမာရေးအတွက်သုံးစွဲခြင်းပြုရသောတိုင်းပြည်တပြည်ဤဘဏ္ဍာငွေကြေးသည်ပြန်လည်းမရှိဘဲသုံးစွဲပြလိုက်ရသောငွေကြေးမဟုတ်ချေ။ခြားခြားသောစက်မှုလုပ်ငန်းကြီးများအားယင်းဤမြောက်နှံရသလိုယင်းဤမြောက်နှံခြင်းပြုရသောလူမှုရေးဆိုင်ရာယင်းဤသာဖြစ်လေသည်။ဒီလိုများဤကျမ်းမာရေးတိုးတက်ကောင်းမွန်လာအောင်ငွေကြေးသုံးစွဲမှုနှင့်ရင်းနှီးမှုများကိုပြုနိုင်မှသာလျှင်ပြည်သူတို့၏ထွေထွေကျမ်းမာရေးခြင်းသည်တိုးတက်ကောင်းမွန်လာနိုင်လိမ့်မည်မဟုတ်ပါလော။ယင်းသို့ပြည်သူများဤကျမ်းမာရေးခြင်းသည် ပြည်စုံကောင်းမွန်မှသာလျှင်ပြည်သူများသည့်၎င်းတို့၏လုပ်ငန်းကိန်းကန်းများကိုဖိပ္ပီစီစီနှင့်လောက်တိုင်းကိုင်းနိုင်ကြမည်မဟုတ်ပါလောပြည်သူတို့ကရင်းသို့လောက်နိုင်ကိုင်းနိုင်လေလေနိုင်ငံတနိုင်ငံ၏ဘန်နာအရင်းသည်ပုံမကြွားလာလိမ့်မည်မဟုတ်ပါလောကုန်ပစ္စည်းများသည်လည်းပုံမွေထွက်လာနိုင်လိမ့်မည်ပင်မဟုတ်ပါလောတို့ရရင် ဆိုးရဖွဲ့သည်ဒီလိုရဲ့ကျမ်းမာရင်းနဲ့ပတ်သက်၍ထိုကဲ့သို့မြင်မိကဲဟံမတူကြီးလစ်လူရှုထားကြရလေဒီတကား ဒေါက်တာလောင်းဝေသည်မူလာကလေးကရေးဆွဲပြုလုပ်ထားခဲ့သော၎င်း၏ခီးစဉ်နှင့်အလောက်အစီအစဉ်များအတိုင်းပတ်ကောင်းမြို့ကလေးတွင်အနည်းဆုံး3လမှအများဆုံး6လခန့်ထိနေထိုင်က၎င်း၏တာဝန်ကိုထမ်းဆောင်ရန်သာဖြစ်လေသည်ထို့နောက်သူသည်သူ၏ခီးစဉ်တိုင်း AR မြင့်နောက်ဘက်ကန်ဖြစ်သောတရက်ခရိုင်မင်းတုံးနယ်ဘက်သို့ပြောင်းရွှေ့ရန်ဖြစ်လေသည်မင်းတုံးနယ်မှတဆင်သူသည်မင်းဘူးနောက်ပိုင်းမှပရိန်ကဖဲနယ်များနှင့်ကျောင်းတော်ရာဘက်သို့ဆက်လက်လှည့်ပတ်ဖို့အစီအစဉ်ရှိနေသည် ်သူဒီရန်ကုန်တို့ပြန်ရန်တော်တော်နဲ့စိတ်ကူးပင်မရခြင်းတကယ်ဆိုတော့လဲရန်ကုန်ကဲ့သို့သောမြို့တော်ရန်နိုင်ကြော်ကြား၍ကြွကျင်သောစီသမားများအများပြပင်ရှိနေသည်မဟုတ်ပါလောစီယုံများစေဘေကံများနှင့်စိတ်ဓာတ်များလည်းအလုံးလောက်ရှိနေကြသည်မဟုတ်သလောဒေါက်တာလုံးဝင်နိုင် နောက်ပိုင်းအားငဲကငဲညာထောက်ထားစရာလည်းမရှိလာခြင်းသူပခင်ဒီလဲဂျပန်ခေတ်ကလေးကပင်တည်ဆုံသွားခဲ့လေပြီ သူ့မိထွေးတွေလည်းအိမ်အောင်ကြသွားပြီဖြစ်သောသမီးချင်းနဲ့သမီးလက်တို့အိမ်များတွင်တက်လက်စီနေထိုင်လျက်ရှိသည်သူနှင့်အဖေတို့မိခွန်းညီငယ်ဆုံးသည်ရန်ကုန်တိုက်သို့၌ဒီအကိုသုံးနှစ်မြောက်ဆက်ရဖြစ်တော်လဲမအောင်သဖြင့်ဗမာရေးတက်မတော်သူဝင်ရောက်သွားလိမ့်ပြီထို့ကြောင့်ဆောင်ဝင်ကြီးဦးလန်းဝေအတွက်ညံ့ညာထောက်ထားစရာနှင့်နောက်ပိုင်းတန်ရောစင်များမရှိသလောက်ပင်ဖြစ်လေသည်သူဒီမိမိလောက်ချင်ကန်ချင်ရာကိုအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်လောက်နိုင်ကန်နိုင်သူတူလည်းဖြစ်နေသည်တို့ရရင် လူဘဝဆိုဒီမှာမမျော်လင့်ပဲစင်းရတက်ရတော့အတက်အစင်းကလေးများနဲ့ပြော့သိမ့်နေတတ်သည်ဖောက်တယ်လို့ပကားမြို့ကလေးတို့ရောက်ရှိပြီးနားများမကြမီဆောင်ဝင်ကြီးဦးလွမ်းဝေကြီးစဉ်နဲ့အလောက်ကြီးစဉ်များအားလုံးတို့ဒီကမကမဖြစ်ရန်အကြောင်းတရားနဲ့စုံစည်းခြင်းပြုရလေသည်ထို့ဖြစ်ပျက်သည်ဆောင်ဝင်ကြီးဦးလွမ်းဝေဤကြီးစဉ်နဲ့အလောက်ကြီးစဉ်များကိုသာလည်းမဟုတ်၎င်းဤဘွားကြီးတစ်ခုလုံးကိုပါအရင်မြတ်မှာစာ၍ ပြောင်းလဲသွားစေခဲ့ပေသည်တကားဒေါက်တာလောင်းမီသည်မြန်မာနိုင်ငံအရရသူလှည့်လည်ရာ၌မြို့ကလေးများတွင်စခန်းချနေထိုင်သည်ဆိုသောညလဲစည်ရသားလူများစုနေထိုင်ရာတောလက်ကျေးရွာများတွင်သာချိန်ကုန်လုံးလေးရှိသည့်အတိုင်းပောက်ကောင်းမြို့ကလေးသို့ရောက်ရှိလာသောအခါ၌မြို့ပေါ်တွင်နေထိုင်နေပါကကြီးလက်တော်ရများ၌လှည့်လည်စေကူတာနေကနေပြီးကများလေသည်သူသည်တနင်းရုံတွင်တစ်ပတ်လင် အကောင်းမြေပေါ်၌နှစ်ရက်သုံးရက်ခန့်မြတာအများဆုံးနေထိုင်လေးရှိလေသည်။ပကောင်းပဝင်းကျင်ရှိကျေးလက်တော်ရွာများတွင်၄ရက်မှ၅ရက်ထိတရွာမှတရွာကုကာတန်ကနေထိုင်ခြင်းပြုတယ်လေသည်။တခါတည်းရန်လူနာများပြားနေလျင်သူသည်တနေ့ကနေနှစ်ပတ်မှသုံးပတ်ခန့်အထိမြို့တော်ပင်ပြန်မလာတတ်ချေလူနာများအတွက်အရေးတကြီးလိုအပ်လာသောစီးပွားများကိုဝယ်ယူရန်သူ၏တပြေကလေးမနှောအားမြို့သူပြန်လွတ်လိုက်တတ်လေသည်။ ဆရာဝန်ကြီးဦးလန်းဝေကြီးတပည့်မနောဆိုသောသူငယ်လေးမှာကချင်မျိုးသားကလေးတူဖြစ်သည်ထိုသူငယ်လေးသည် အသက်20သားသာခန့်အရွယ်လူငယ်လေးတူဖြစ်၍ဒေါက်တာလန်းဝေအတွက်အလွန်တရာအသုံးဝင်ကောင်းညစွာအားကိုးအားထားပြုရသောတပည့်ကလေးတူလည်းဖြစ်လေသည်ဦးလန်းဝေသည်မြစ်ကြီးနားခရိုင်စရုံးစမားနယ်များတွင်လက်လက်ဈေးကူးသားစဉ်ကမနောကလေးကိုတွေ့ဆုံခဲ့ရခြင်းဖြစ်လေသည်ထိုမနောကိုဆရာဝန်ကြီးဦးလန်းဝေစတင်တွေ့စီရခြင်းကား ထိုသူငယ်ကလေးမှာအသက်15နှစ်တာတာခံပြင်း၍နာတာရှိဖြစ်သောငှက်ပြားယောဂါယူဆက်ကလေးရရှိနေသည်ငှက်ပြားယောဂါ၏နှိမ့်စက်မှုကြောင့်လူရုပ်ပင်မပေါ်တော့ပေမနော်နာမိပါများလည်းမရှိကြတော့ခြင်းညီကိုမောင်နှမများလည်းမရှိခြင်းသူသည်ကိုကိုရမဲ့နေသော သာသမီများပြား၍အလွန်တရာဆင်းရဲလာသောဦးကြည်ဝံကွယ်တူ၏နေတွင်မိကိုကရရ၍နေထိုင်ခြင်းပြုနေရလေသည် စရုံးနယ်သူလက်လက်စေးကူတာခက်စင်ကဥလောင်ဝေဒီကြောပြင်းနဲ့အနာကြီးများတလုံးပြီးတလုံးပေါင်နေသောမနောဤဦးကြီးလို့သူကိုစေးကူတာပင်းရင်မနောကိုတွေ့ဆုံခဲ့ရခြင်းဖြစ်သည်သူသည်လူယုံမျှပင်မပေါ်တော်သောထိုကလေးကိုတွေ့လင်တွေ့ခြင်းများစွာသနာကျင်နာမိလေသည်သူသည်မနောဤဦးလေးလို့သူကိုစေးကူတာပင်းရင်မနောဤကံဖြားယောဂါလို့ကိုလည်းကိုပြီးရင်ပြီးကူတာပေးလေသည်ငါရချုံငဲ့နေသောမနောကိုအားရှိလာအောင်စားကောင်းတောက်ကားများကိုလည်းယူတစားကျွေးမွေးခဲ့လေသည် မနော်ဤဦးကြီးသည်အလွန်တရာဆင်းရဲချို့တဲ့ရလာသည့်အထက်တွင်သာသမီများလာတော်သူတည်းဖြစ်လေသည်ထို့ကြောင့်မိမိသာသမီများကိုတော်လကောင်းတူကလေးမနော်ကို၎င်းတမင်းနဲ့မအောင်တွင်ဝေးထားရှိနိုင်သူတူမဟုတ်ချေဤကဲ့သို့သောအချိန်နေတွင်၎င်း၏ကျေးဇူးရှင်ဆရာဝန်ကြီးဦးလန့်ဝေအားမနော်ဤဦးကြီးလောက်သူက၎င်း၏တူကလေးကိုအပြီးပိုင်ပေးလိုက်ခြင်းပင်ဖြစ်သည်မနော်ကိုရင်းသို့ရရှိလိုက်သည့်အပြင်ဆရာဝန်ကြီးဦးလန့်ဝေကများစွာဝန်သာသွားသည် သူဒီထိုကလေးကိုမြင်ရကလေးကတနာလဲတနာချစ်လဲချစ်ခင်မိနေသည်ရင်းတော်မြင့်ကြီးနာနယ်မှာရလာခဲ့သောမနော်ကိုဒေါက်တာလန်းဝေသည်ဆွေးနွေးတိုင်မင်းကပြုစုစားရှောက်ထားခဲ့လေသည်မနော်အား၎င်း၏လုပ်ငန်းတွင်အာကိုအားထားပြုနိုင်လာသောအတတ်ပညာများကိုလည်းစိတ်ရှိလက်ရှိလေ့ကျင့်သင်ကြားပေးခဲ့လေသည်အင်္ဂလိပ်စာများကိုပါထိုက်တင်တလာရေးတဲ့ဖတ်တဲ့အောင်လဲအချိန်အားရတိုင်းဥလွန်ဝေကဂီယူဒီဇိုင်းနဲ့ PVCC တင် जा ပေးခဲ့နေသည်ဒေါက်တာလန်းဝေသည်ထိုကဲ့သို့ဂယုဒစာလေးကျင့်တင် जा ခြင်းပြုခဲ့သည့်ဖြင့်၎င်း၏လက်ဝဲသို့ရောက်ရှိပြီး၄နှစ်၅နှစ်ခန့်မြောက်အတွင်းမနော်သည်လွန်စွာအားကိုးရသူတစ်ယောက်ဖြစ်လာလေသည်ဒေါက်တာလန်းဝေ၏လုပ်ငန်းများတွင်လည်းတစတစအသုံးဝင်ကအကူအညီများပေးစွန့်နိုင်လာသည်အနော်ဒီဆောင်ဝင်ကြီးဦးလန်းဝေဤနေထိုင်ရင်းနှင့်စားရည်တောင်ရည်များကိုသာလင်ကြီးစုလုပ်ပန်ကံပေးခြင်းပြုနိုင်ုံများမက ၎င်း၏စေကူတာသောလုပ်ငန်းများ၌လည်းအောက်ခြေသင်လုပ်ငန်းများကိုကျွမ်းကျွမ်းကျင်ကျင်လုပ်ကင်ပေးနိုင်လာလေသည်သူသည်စေဆက်အဖြုံနှင့်အနာစေးထက်သောအလုပ်များကိုလုပ်တတ်ပေသည်စေဝါများကိုလည်းကောင်းစွာဝယ်ထက်ချမ်းတက်လာလေသည်မြို့ရံမှတနင်္ဂနွေဇပန်မှနဘက်ကန်ဒီခေလွန်ကစေဝါများပြတ်သွားသည့်အခါတိုင်းဒေါက်တာလန်းဝေသည်၎င်း၏တပည့်ကလေးမနော်ကိုမြို့ရက်သို့ပြန်လွှတ်၍အရေးတကြီးလိုအပ်နေသောစေဝါများကိုဝယ်ချမ်းခံရလေသည် ပါကောင်းတဲ့ဒီတော်ကလေးကျယ်ဝင်းတဲ့ဖြင့်သူဒီတခါတည်းရန်တနည်းကနေနှစ်ပတ်မျှတယ်မကပဲတောက်ပတ်ခန့်အထိမြို့သူပြန်မြောက်နိုင်မယ်ဖြစ်နေရလေသည်သူဒီနဝင်းတောင်းချောင်းဤရေစည်းရေဝယ်တွင်ရှိသောကြေးရွာမန္တမများကိုရောက်လေသည်တခါတည်းရန်ယူမပေါ်ရှိစင်တွင်းဝိတ်ကင်းရွာလေးများသို့လည်းရောက်လေသည် ရောက်လျာရန်နိုင်တွေ့သည်မြလူနာများကိုဆောင်ဝင်းကြီးဦးလုံးဝေကစီးရဲချမ်းသာမရွေကိုပြီးရင်ပြီးကုသခြင်းပြုလေသည်လူနာမန္တမများသူနှင့်တန်ဆန်သည်ဟု တဘောထားကသူဒီချင်းချင်းနာနာသူစုကူတာတယ်လေဒီထိုကြောင့်ဆရာဝန်ကြီးဦးလောင်ဝင်းနဲ့တွေ့ဘူးတော်လူနာမှန်သမ်းများတို့သည်သူ့ကိုတခါတည်းနဲ့ဆွဲလန်းချစ်ခင်သွားခြင်းလည်းဖြစ်တန်ရပေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါအားလုံးနှုတ်ဆက်ပါတယ်เนาะတူတာဒီနေ့တရားစီမှတ်နှုတ်ဆက်တော်မူအားလုံးတူတာပါ